မြန်မာနိုင်ငံမှာအခြေခံစောက်အုံနဲ့ကြွရင်လုတ်သားရှားပါမှုပြဿနာကတော့ကြီးမားတဲ့နိုင်ငံခြားယင်းနည်းမျိုးနွယ်မှုတွေဝင်ရောက်လာဖို့အတွက်အဟန့်အတားစိန်ခေါ်မှုတွေပါလို့မြန်မာယင်းနည်းမျိုးနွယ်မှုကော်မရှင်တွေးမှုကပြောဆိုလိုက်ပါတယ်။ဥဒိုက်စင်ကတင်ပြပေးဖို့ရပါခင်ဗျာ။မြန်မာနိုင်ငံမှာနိုင်ငံခြားယင်းနည်းမျိုးနွယ်မှုတွေဝင်ရောက်မှုရှိတဲ့ဆိုပေမဲ့လက်ရှိအခြေအနေမှာတော့ကြီးမားတဲ့နိုင်ငံခြားယင်းနည်းမျိုးနွယ်မှုတွေဝင်ရောက်ဖို့အတွက်တော့အဆင်သင့်မဖြစ်သေးပါဘူး။ကျွန်တော် infrastructure နဲ့ဒီ scale လေးပါဒီရှားမားချက်ကတော့ဒါကျွန်တော်တို့လည်းလက်ရှိလည်းကျွန်တော်တို့တက်ပြီးမှတကယ်အဓိက ရင်ဆိုင်တဲ့စိန်ခေါ်မှုပေါ့နော်ကျွန်တော် infrastructure ဘိုင်းမပြည့်စုံသေးတာဒီနိုင်ငံရင်းကြီးမနာမှုလာခြင်းတော့ညလည်းပဲ industry အလုံးကိုကျွန်တော်တို့လာခိုင်းလို့မရသေးဘူးဥပမာ heavy industry လာခြင်းနဲ့ကျွန်တော်တို့ ready မဖြစ်သေးဘူးပေါ့ကျွန်တော် infrastructure မပေးနိုင်သေးဘူးပေါ့ scale လေးပါလာတူပါပဲကျွန်တော်တို့မှာလုံသားအင်အားပေါ်ပြီးမယ်လေ scale လေးပါအားလုံးကချက်ချင်းသုံးလို့ရတဲ့နေရာမျိုးမရှိသေးဘူးပေါ့နော်ဒါလေးလည်းကျွန်တော်တိုင်းပြီးမှာဒီဒီကစိန်ခေါ်မှုအနေနဲ့ရှိနေတာပေါ့သို့တော်လည်းပဲ infrastructure ဘိုင်းကို scale လေးပါဘိုင်းကောင်ကကျွန်တော်တို့က ဒီအစိုးရဘက်ကရော public ဘက်ကရော investment ရှုထောင့်ကနေပြောရင်လှုပ်ရှားချီတာကိုလှုပ်နေကြတယ်ပေါ့လှုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီဖြစ်ပေါ်နေတဲ့ဒီစိန်ခေါ်မှုဒီရရှိကျွန်တော်တို့တော့ကြာမဲ့စိန်ခေါ်မှုပြောတာမဟုတ်ပါဘူးကျွန်တော်တို့လက်ရှိသွားတဲ့အချိန်အဟုန်နဲ့သွားနိုင်ရင်ဒါအချိန်တိုအတွက်မှာကုစားနိုင်တဲ့ဟိုဒီအားနည်းချက်ဖြစ်ပါတယ်ဒါလေးတွေကျွန်တော်လည်းဟိုဒီအခက်ခဲလဲအချိန်တိုအတွက်မှာကျွန်တော်တို့ကပြည်လဲသွားလိမ့်မယ်လို့ကျွန်တော်နေနဲ့လို့ယုံကြည်ထားပါတယ်လာတို့ပဲကမ်ဘောဒီးယားတက်ကတော့ကစစ်ဝါရေးပညာရှင် professor Ronald Finley ကလည်းမြန်မာနိုင်ငံကိုပြပရင်းနှီးမြှုပ်နှံမှုတွေဝင်ရောက်မှုအားနည်းရတဲ့အကြောင်းကဥပဒေလုံထုံးလုံနည်းတွေထက်အခြေခံအဆောက်အအုံမပြည့်စုံမှုနဲ့ကျွမ်းကျင်ဝန်တန်းရှားပါမှုစတဲ့အခက်အခဲတွေကြောင့်ပါလို့ရန်ကုန်မြို့ကုန်သက်စမှုအသိန်းချုပ်ရုံးမှာနိုဝင်ဘာလ30ရက်နေ့ကပြုလုပ်ခဲ့တဲ့ဆွေးနွေးပွဲမှာအခုလို့ ထောက်ပြပြောဆိုကြတာပါမြန်မာနိုင်ငံမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေပုံမဝင်ရောက်လာဖို့အတွက်အစိုးရဘက်ကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်ပြီးရခင်ကထားရှိထားတဲ့ကန့်သတ်ချက်တွေကိုဖြေလျှော့ပေးလာတဲ့အပြင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာဥပဒေကိုလည်း အသစ်ပြန်လဲရွေးဆွဲထားပြီးဖြစ်ပါတယ်လက်ရှိမြန်မာနိုင်ငံရဲ့နိုင်ငံခြားယင်းနှိမ့်နှံမှုကိုကြည့်မယ်ဆိုရင်အခုဘဏ္ဍာနှစ်ရခုနှစ်လတာကာလအထိ American Dollar 4198တန်းရရှိထားပြီးတော့စွန်အင်ကုန်ထုတ်လုပ်မှုဆက်သွယ်ရေးဟိုတယ်နဲ့အင်ဂျင်နီယာကဏ္ဍတွေမှာအများဆုံးဝင်ရောက်ယင်းနှိမ့်နှံထားတာပါကျွန်တော်တိုက်စင်သတင်းပေးပို့ထားတာပါ